အားလုံးပဲမင်္ဂလာပါကဘာပေါ်မှာနိုင်ငံပေါင်းဘယ်လောက်ရှိမယ်လို့ထင်ပါတယ်ဒီအဖြေကထင်သလောက်ရိုးရှင်းတာတော့မဟုတ်ပါဘူးကုလသမဂ္ဂအဖွဲ့ရဲ့အဆိုအရတော့ကဘာပေါ်မှာတရားဝင်နိုင်ငံပေါင်း195နိုင်ငံရှိပါတယ်အဲ့ဒါတွေကအဖွဲ့ဝင်193နိုင်ငံနဲ့ Vatican City နဲ့ Palestine လေးလာသူနဲ့နိုင်ငံတို့ဖြစ်ပါတယ်စေဝင်စားဖို့ကောင်းတာကတော့ကုလသမဂ္ဂစီးရင်ထဲမှာမပါပဲလွတ်လပ်ရေးကြေညာထားပြီးလွတ်လပ်တဲ့နိုင်ငံတွေလိုမျိုးလှုပ်ရှားဆောင်ရွက်နေတဲ့နိုင်ငံတွေလည်းရှိပါတယ် နိုင်ငံတကာအတိုင်းအဝိုင်းကကြဲကြဲပြန့်ပြန့်အတိမတ်ပြူတာတွေတော့မရှိသေးတဲ့နိုင်ငံတွေပါအဲဒီလိုမျိုးနိုင်ငံတွေကိုအချို့နိုင်ငံတွေကသာအတိမတ်ပြူထားတာဒါမှမဟုတ်ကိုယ့်ဘာသာကိုနိုင်ငံလို့သတ်မှတ်ထားတာမျိုးတွေဖြစ်နေကြတာပါထင်ရှားတဲ့ဥပမာတစ်ခုကိုကြည့်မယ်ဆိုရင် ထိုင်ဝမ်မှာထိုင်ဝမ်မှာ အစိုးရစစ်တပ်နဲ့စီးပွားရေးစနစ်တွေရှိပြီးတော့လွတ်လပ်တဲ့နိုင်ငံတစ်ခုလိုမျိုးဆောင်ရွက်နေတာပါ ဒါပေမဲ့လည်းတရုတ်နိုင်ငံရဲ့ One China Policy မူဝါဒကြောင့်နိုင်ငံအနေငယ်ကပဲတရားဝင်အဖြစ်အတိအမှတ်ပြုထားတာဖြစ်ပြီးတော့ကုလသမဂ္ဂကတော့တရုတ်ပြည်သူသမ္မတနိုင်ငံရဲ့အစိတ်အပိုင်းအဖြစ်သတ်မှတ်ထားပါတယ်ကိုဆိုဘိုဆိုရင်2008ခုနှစ်မှာဆာဗီယာကနေလွတ်လပ်ရေးကြေညာခဲ့ပြီးတော့အမေရိကန်နဲ့ဥရောပသမဂ္ဂနိုင်ငံအများစုအပါအဝင်နိုင်ငံပေါင်း100ကျော်ကအတိအမှတ်ပြုထားပါဗါဒါပေမဲ့လည်းရုရှားတရုတ်နဲ့ ်ဆာဗီးယားတို့လိုနိုင်ငံတွေကအသေးအမှတ်မပြုသေးပါဘူးအနာဆာဟာရာကိုမော်ရိုကိုကသူတို့ပိုင်ဆိုင်ကြောင်းဆိုထားပေမဲ့လည်းအဲ့ဒီနေရာမှာနေတဲ့သူတွေကတော့ဆာဟာရဝီ အာရက်ဒီမိုကရက်တစ်သမ္မတနိုင်ငံအဖြစ်ကြေညာထားပါတယ်အဲ့ဒီလိုကြေညာထားတာကို နိုင်ငံအချို့ကအသေးအမှတ်ပြုထားပေမဲ့လည်းအငင်းပွားပွေနဲ့ကွဲပြားနေတဲ့နယ်မြေအဖြစ်ရှိနေသေးပါအဖခါဇီးယားနဲ့ တာအိုဇက်ဒီယာတို့ကဂျော်ဂျီယာကနေခွဲထွက်ထားပြီးမဲ့လေရုရှားနဲ့နိုင်ငံအနေငယ်ကပဲအတိအမှတ်ပြုထားပါဗျ။မြောက်ဆိုင်ပရက်ကတော့1983ခုနှစ်မှာလွတ်လပ်ရေးကြေညာခဲ့ပြီးမဲ့လေတူရကီတနိုင်ငံတွေကသာအတိအမှတ်ပြုထားပါဗျ။ဒီလိုနိုင်ငံတွေအားလုံးဟာတန်တမာရေးရာဆက်ဆံမှုအကန့်အသတ်ရှိတာတွေစီးပွားရေးအထူးကြံဖြစ်တာနဲ့နိုင်ငံရေးအငင်းပွားမှုတွေလိုမျိုးအဓိကစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါဗျ။ ဒီနိုင်ငံတွေရဲ့အခြေအနေတွေကိုကြည့်မယ်ဆိုရင် နိုင်ငံတကာအသိအမှတ်ပြုမှုကဘလောက်ရှုပ်ထွေးပြီးတော့ကျယ်ပြန့်တယ်လဲဆိုတာပြသနေပါတယ်။နိုင်ငံနယ်နိမိတ်နဲ့အချုပ်အခြာအာဏာဆိုတာမြေပုံပေါ်ကမြင်းကြောင်းတွေတက်တက်မဟုတ်ဖဲနဲ့နိုင်ငံရေးအရာနဲ့နဲ့ပြီးတော့အငင်းပွားပွဲရာတွေဖြစ်နေတတ်တယ်ဆိုတာသတိပြုစရာပါ။အဲ့ဒါကြောင့်မလို့ကဘာပေါ်မှာနိုင်ငံပေါင်းဘလောက်ရှိလဲလို့မေးလာခဲ့မယ်ဆိုရင်တော့အဲ့ဒါကဘယ်သူကိုမေးတယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ အပြေများလဲပြောင်းလဲနိုင်ကြောင်းဖော်ပြပေးလိုက်ပါတယ်။